ဆရာကြီးဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ရတတနာဤတရားတော်ကိုကောင်းလို့ပူဇော်ခွင့်ပြုပါရင်ဆရာကြီးအားယူတီလီမြတ်စွာရှောက်ထားအပ်ပါသည်ဗျာတရားတော်ကောင်းလို့ပူဇော်ချက်အပိုင်းပြီအစာစားရတဲ့အခါမှာဘလို့ရည်ရွယ်ချက်နဲ့စားရမလဲဆိုတော့ ဒီခန္ဓာကိုယ်ကြီးဘဝမှာရည်တည်ဖို့အသက်ရှင်ဖို့ရအတွက်ပဲစားရမယ်။အစာအာဟာရမပါရင်ဘဝမှာမရည်တည်နိုင်ဘူးဒါကြောင့်မို့အသက်ရှင်ဖို့ရတို့တွေစားသုံးကြရတယ်။မြမြတာတာနေလို့ထိုင်လို့ကောင်းအောင်စားမယ်။နောက်အမြင့်အမြတ်ဆုံးရည်ရွယ်ချက်ကဘာလဲဆိုတော့မြင့်မြတ်တဲ့အကျင့်တွေကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ဖို့ရဆိုတဲ့ရည်ရွယ်ချက်နဲ့စားမယ်။လူတွေကြတော့ဘာလဲဆိုတော့လူလောကအကျိုးပြုနိုင်အောင်စားမယ်။ ိဘတွေကိုပြုစုလုပ်ကျွေးနိုင်အောင်စားမယ်။ကုသိုလ်တရားတွေကိုလုပ်နိုင်အောင်စားမယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့။သီလစောင့်တည်နိုင်အောင်စားမယ်။ဒါနကောင်းမှုလုပ်နိုင်အောင်ကမ္မထံဘာဝနာပွားနိုင်အောင်စားမယ်။ပင်ပစားမှုဆိုလို့ရှိရင်ပင်မစည်းရဲမှုတွေဖြစ်မယ်ဒါကြောင့်မလို့ပင်မစည်းရဲမှုတွေဖျောက်ဖို့လိုစားမယ်ဒါကထားရမယ့်ရည်ရွယ်ချက်၄ခုခန္ဓာကိုယ်ကြီးတည်တတ်မှုစားမယ်ခန္ဓာကိုယ်ကြီးမြတ်မြတ်တရားနဲ့ရှိကြဖို့အတွက်စားမယ် ပင်မနှွဲနယ်မှုတွေပြောက်ကန်းအောင်စားမယ်။မြတ်သောအကျင့်တွေကျင့်နိုင်အောင်လုပ်စားမယ်။ဒါကထားရမယ့်ညီရွက်ချက်၄ခု။အဲ့လိုစားတဲ့အခါကျတော့ဘာနှလုံးသွင်းနေတယ်လဲဆိုရင်စားလို့ရှိရင်ဝေဒနာဟောင်းပြောက်စေရမယ်။စားတာကိုအကြောင်းပြုပြီးတော့အကျိုးနှမျိုးသုံးမျိုးရစေဖို့စားရမယ်။ဒါလဲဆိုရင်မစားလို့ရှိရင်မစားခင်ကဖြစ်နေတာကဝေဒနာဝေဒနာအဟောင်းကိုခေါ်တယ်။ဘာဝေဒနာလဲဆိုတော့ဗိုက်စားတဲ့ဝေဒနာပေါ့။ ။ဆိုင်ယောဂရှိရင်မစားဘဲနေလို့မရဘူးလေ။အဲ့ဒါကိုဝေဒနာဟောင်း။မစားခြင်းကြောင့်ဖြစ်ပေါ်နေတဲ့စာလောင်တဲ့ယောဂဝေဒနာ။စာခြင်းကယောဂတွေထဲမှာစိုးစိုးယောဂလို့ပြောတယ်။တခြားယောဂတွေကစီးတောက်ကင်ပြောက်တဲ့စာတာကနေ့တိုင်းဖြည့်တင်းပေးနေရတယ်ဘယ်တော့မှမပြောက်ဘူး။ဒါကြောင့်မလို့စာလောင်မှုကြောင့်ဖြစ်တဲ့ယောဂဝေဒနာဟောင်းပြောက်ဖို့စားရမယ်။နောက်တစ်ခုကဝေဒနာအသည့်မဖြစ်စေရဘူးတဲ့။စားလိုက်တဲ့အတွက်ကြောင့်ဖြစ်တာကဝေဒနာအသည့်ပဲ။အလွန်ကြောစားလိုက်လို့ရှိရင်မဖြစ်မလဲ။ စာမကြည့်ယောဂဖြစ်မယ်မတည့်တာစားရင်အဲဥမာသွေးတိုးမဲ့စားစားစားလိုက်ရင်သွေးတိုးမဲ့စီးချိုတက်မဲ့ဟာစားရင်စီးချိုတက်မဲ့ဒီဟာတွေကစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာအသက်တွေအဲ့ဒီဝေဒနာအသက်တွေကိုလည်းမဖြစ်စေရဘူးတဲ့ခန္ဓာကိုယ်ကြီးက သွားလာလှုပ်ရှားလို့စင်ပြေပြီးသွားလို့ကောင်းနေလို့ကောင်းထိုင်လို့ကောင်းလှုပ်ရှားလို့ကောင်းအလုံးလုံးလို့ကောင်းရတာရင်ပကပဲနဲ့အစစားလိုက်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခရောက်မသွားပဲနဲ့ချမ်းချမ်းသာသာနေလို့ကောင်းအောင်နေလို့ရအောင်စားရမယ်။စားတဲ့အခါမှာလည်းမထားရမယ့်ရည်ရွယ်ချက်က၄မျိုးထားရမယ့်ရည်ရွယ်ချက်ကလည်း၄မျိုးအဲစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးကျေးဇူးတွေက၅မျိုးဒါရီယာအင်တန်မှာမှတ်သားစရာကောင်းပြီးတော့မြတ်စွာဘုရားဟောထားတယ်။ဒါတွေကရဲတန်ခါးတွေနဲ့နေဆိုင်တာမဟုတ်ဘူး။ ရတတနာပေးပါဖို့အတွက်ကလူတွေမှလည်းပဲစင်ကျင်စဉ်းစားဖို့ရလိုအပ်တယ်ပေါ့ရှိတော့ကဒီစားခြင်းနဲ့ပတ်သက်တဲ့ယောဂဝိနာဆိုတာကအခုခေတ်ပါကိုများတယ်ရှိတော့ကစားကြည့်တဲ့ပုံနာကြီးကြောင့်ပြောလို့ရှိရဲ့အဲဘလောက်တောင်စားကြည့်လဲဆိုတပင်းဝဲကနေလက်ကိုဆွဲတူလို့ဆွဲထူမှထလို့ရအောင်စားတဲ့သူကရှိနေတယ်ပေါ့နော်ငါတုခါသူတော့မထနိုင်အောင်စားတယ်ပေါ့နော်အဲ့ တို့ချင်းကလေးတွေဆိုလဲလူကိုသွေးဆုပ်ပြီးဖောင်းလိုက်မပြန်နိုင်တော့တာအဲကြပိုးတွေလူသွေးဆုပ်ပြီးတော့မသွားနိုင်တော့တာဒီလိုမျိုးတွေပေါ့နော်အဲလူထဲမှာလည်းအဲ့လိုပဲတိတ်ဆောင်လုံးအာကြီးလို့နေရာကမထောက်နိုင်တော့လို့လက်ကိုဆွဲတူရတဲ့လူစားမျိုးနောက်သူ့ထက်ပိုစားတဲ့လူကဝေထားတဲ့အဝတ်ကျွတ်လွတ်သွားအောင်စားရတဲ့မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်ဝေကခါမပိုက်မစည်းထားတာနေကန်စားတော့ခါမစည်းထားတဲ့အဝတ်ပြုတ်ထွက်သွားလာအောင်စားတဲ့လူကအမျိုးရှိတယ်အဲ့ဒါ အဝိကိုမကန့်အောင်ကိုစားတဲ့သူမျိုးတွေနောက်တစ်မျိုးကြတော့စားပြီးရဲ့နေရာမှာပဲထိုးအိတ်လိုက်ရမထနိုင်တော့ဘူးတဲ့နောက်တစ်မျိုးကတော့ဘယ်လောက်ထိစားတယ်လဲဆိုရင်ဒါကတော့တင်စားပြီးပြောတာဖြစ်ပါလိမ့်မယ်တဲ့သူပါဇက်ပေါက်ခနေပြီးမျိုးစရာနေရာမရှိတော့လောက်အောင်ကိုပဲအစာရင်းကပြည့်နေပြီးတော့အဲသူပါဇက်ကနေကြီးကန်းနိုင်စားလို့ရလောက်အောင်စားတယ်တဲ့နောက်တစ်ယောက်ကတော့ဘာလို့ဆိုပါဇက်ကအန်ထွက်အောင်စားတယ်တဲ့ငါးယောက်ရှိတယ်ပေါ့နော်ဒီလိုပုံပုံမျိုးတွေမဖြစ်စေရဘူးတဲ့စားတဲ့အခါမှာလည်းအတိုင်းအတာနဲ့ စားရမယ်ဒီလိုဆိုလိုတာပေါ့နော်ဒီတော့လူတိုင်းတွေကအစာစားခြင်းနဲ့မကင်းနိုင်တဲ့အတွက်ကြောင့်တဏှာအလုံးထဲမှာရတတဏှာဟာအဆိုးဆုံးပဲလို့မြတ်စွာဘုရားကဟောထားတယ်ဒါနဲ့ပတ်သက်ပြီးတော့အဲလောကလူတွေကပြဿနာမျိုးမျိုးတက်တာရတတဏှာနဲ့ပတ်သက်ပြီးဒုက္ခရရတဲ့ဇလန်းတွေလည်းများကြီးရှိတယ်ပေါ့နော်အဲ့တော့တခါကဆိုလို့ရှိရင်ရာဇဂျိုဘီကတထေသာတယောက်တရားလာလာတယ်သူ့နာမည်ကတိတ်တာပေါ့နော်မြတ်စွာဘုရားဟောတဲ့တရားကိုနိုင်ရင်နိုင်ရင်တိတ်သဘောကြတော့ တရာတရားတွေတက်ပြီးလူပောင်မျိုးတော့ကာသူမနေတော့ဘူးပေါ့ဒါနာပါဝင်မယ်မိဘတွေကိုရှောက်တော့မြတ်စွာဘုရားသွားရှောက်တော့မြတ်စွာဘုရားကမိဘတွေခွင့်ပြုချက်ရပြီလားဆိုတော့မိဘတွေအိမ်ကျန်ပြီးခွင့်တောင်းတော့မိဘတွေကတားတယောက်တည်းဆိုတော့ခွင့်မပေးဘူးခွင့်မပေးတော့တနေ့သားကလေးကဘာလုပ်တယ်လဲဆိုတော့မထမင်းမစားဘဲနဲ့ဆန္ဒပြတယ်မြေကြီးပေါ်လှည့်အိတ်နေရာမထတော့ဘူးဒင်ငန်းမှာဝေးရတော့မနေတော့ဘူးဆိုပြီးတော့မြေကြီးပေါ်မှာလှည့်အိတ်ပြီးခုနှစ်ရက်တိတိစားမစားဘဲနဲ့နေတော့မိဘတွေကလက်လျှော့လိုက်ရတယ်ဆိုပါစို့ အဲ့ဒါနဲ့တင်ငန်းဝတ်တယ်ပေါ့ဒါရတရားနဲ့ဝတ်တာနော်တင်ငန်းဝတ်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကရာဇဂျိုဘီကနေတာဝဲထိပ်ပြီးဈေးတွင်ကျောင်းတော်ကိုကြောက်သွားတယ်သူလည်းနားကလိုက်သွားရတယ်ပေါ့မိဘတွေကလွမ်းဆိုပြီးချမ်းရိတ်ခဲ့တယ်ဒါကလေးကတယောက်တည်းဆိုတော့အမေလုပ်တဲ့ပုဂ္ဂိုလ်ကငုံငူယိုယိုဖြစ်နေတယ်ပေါ့ရာဇဂျိုမြို့မှာနကပွဲသဘင်ကြီးချင်မြို့လုံးကျဆင်းနေတဲ့အခါကျတော့မေလုတဲ့ပုဂ္ဂိုလ်ကသူ့သားလေးဝတ်တဲ့ဝိတ်ကလေးတွေကိုတင့်သားတွေကထုတ်ပြီးရင်မပွင့်ပြီးငိုတယ်တဲ့ 哦ငါသားလေးခါတိုင်းဆိုဒီအဝိတ်ကလေးညာဝိတ်ပြီးပွဲလန်းတပင်သွားတယ်ပေါ့အခုတော့ဗောဓမာပြန်နောက်လိုက်သွားပြီဘယ်လိုများနေရှာပါလိမ့်မယ်ပေါ့မိဘလုပ်တဲ့ပုဂ္ဂိုလ်ကဒီလိုငိုတဲ့အခါကျတော့သူတို့အိမ်ကိုလာလေတဲ့မျိုးသမီးအရှိတုံးကဆိုလို့ရှိရင်တော့ပြည်တစားလို့ခေါ်တယ်ပေါ့နော်အဲ့ဒီမျိုးသမီးကငိုနေတာတွေ့တော့ဘာလို့ငိုနေတာတော့ဆိုတော့ဒီလိုပဲအသားကလေးတယောက်ပဲရှိတာဘုံကြီးဝင်သွားလို့လွမ်းဆုပ်ပြီးငိုတာပြန်ခေါ်လို့မရဘူးဆိုတော့ သူကဘာပြောလဲဆိုတော့တတိယကတော်ကြီးသားလေးကိုသူရအောင်ပြန်ခေါ်ပေးမယ်အဲ့တော့ပြန်ခေါ်ဖို့အတွက်တတိယကတော်ကြီးရဲ့သားလေးကအိမ်မနေတော့ငါဘာကြိုက်တတ်လဲလို့မေးတော့သားလေးကဘာကြိုက်တတ်တယ်ပေါ့နော်ဒါလေးကိုမှတ်ပြီးတော့မှသူကြိုက်တဲ့အစားအစာလေးတွေကိုမှတ်ပြီးတော့မှမရရအောင်သွားပြန်ခေါ်မယ်အကယ်၍သူ့သားလေးကိုခုံးကြီးဘွားကနေလူထွက်ပြီးအိမ်ပြန်ခေါ်လာနိုင်လို့ရှိရင်ဒီမှာရှိတဲ့ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခွင့်အရေးတွေသူ့ကိုပေးရမှာဆိုလိုတာကသူ့သားနဲ့အိမ်အောင်ချပေးရမယ်ပေါ့လေ အဲ့ဒါကိုတရေကတော်ကြီးကလည်းတောင်းလေးလွန်းစွတ်တဲ့အတွက်သဘောတူလိုက်တယ်။အဲ့ဒီကိုတော်လေးကတာဝဲတိပြည်မှာတက္ကရာကမတွေကအိမ်ပြင်စွန်းစားပလိုက်ဘူးတဲ့စွန်းခံပြီးတော့ပဲစားတယ်ပေါ့။အဲ့တော့ဒီကိုတော်လေးစွန်းခံကြတဲ့လမ်းကိုစုံစမ်းပြီးတော့အိမ်တိန်ကစတဲ့ချရတယ်ပေါ့နော်ဒီမျိုးသမီးက။အဲ့တော့သူကြိုက်တဲ့စားစားလေးချက်ပြုတ်စွန်းခံကြတဲ့အခါကျတော့လည်းလောင်းနေပေါ့နော်လူဆိုတော့လည်းကိုကြိုက်တဲ့စားလေးကျတော့စားကျင်တာပေါ့။အဲ့တော့ တနေ့တမျိုးလောင်းလိုက်တဲ့အခါကျဒီလိုစာလေးရတဲ့အိမ်ကိုနေ့တိုင်းဆွန်းခံရတဲ့အနေအထားဖြစ်သွားတာပေါ့နော်။စားစာကိုသဘောကျပြီးတော့နောက်တော့ဒီကိုယ်တော်လေးကိုအိမ်ကိုပြင်ဆွန်းကက်နောက်ဆုံးကုန်းကုန်းပြောမယ်ပေါ့နော်။ဝိုးကြိုက်တဲ့အစားစာလေးစားရမယ်ဆိုတော့ဆွန်းခံစားမယ်ဆိုတဲ့အချက်ကိုဖြတ်ပြီးအဲ့ဒီမျိုးသမီးအိမ်ကကတ်တဲ့ဆွန်းကိုလက်ခံစားတဲ့အဆင့်ထိရောက်သွားတယ်။နောက်ဆုံးကုန်းကုန်းပြောပါစို့လူပါကိုပြင်ရသွားတယ်ပေါ့။ဒါကအစာအာဟာရကိုမရှောင်နိုင်လို့ရတာတနာကြောင့် ခြိုက်တာလေးစားရတဲ့အခါကျေနပ်ပြီးနောက်ဆုံးမှာမပယ်ခွန်နိုင်လို့မိဘရထံပြန်ရောက်သွားရှာနေပေါ့ဒါဟာမြတ်စွာဘုရားလက်ထက်ကတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ဒီနေ့ခေတ်မှာလည်းရှိတာပဲစားစားနဲ့ပတ်သက်ရင်ရှောင်နိုင်ခဲ့ကြတယ်ပေါ့နော်အဲ့တော့အဲတချို့ကလည်းပြောတယ် ကျိတ်တာလေးစားပြီးသိမယ်တဲ့ကပ်ပြီးနေတာမခံနိုင်ဘူးတဲ့အဲ့ဒါပါကိုတရုပ်ပေါ်နေတာလဲဆိုရတာတနာကိုတရုပ်ပေါ်တာမတည့်ဘူးဆိုပေမဲ့လို့မတည့်တာစားပြီးစေးတောင်မယ်ဆိုတဲ့အတွေ့ရှိတဲ့သူတွေကလည်းမြောက်မြစွာရှိတယ်ကိုကျိတ်တာလေးစားတဲ့တယ်မတည့်တယ်စားမယ်စားပြီးယောဂဖြစ်ဖြစ်စေးတောင်မယ်ပေါ့နော်ဒီလိုလူတွေကစားငါရကြောင့်ဒုက္ခရောက်တာညာကြည့်ပဲဒီလူတွေရဲ့အတိုင်းဝိုင်းထဲမှာဒီလိုပုံဝဲထူရင်ညာကြည့်ရှိတယ်မတည့်တာစားရင်ဘာဖြစ်မဲမတည့်မှန်းလည်းသိတယ်ဘာလို့စားတယ်လဲ ရတာတနာကိုမရှောင်နိုင်လို့ပေါ့အဲ့ဒီတော့လောကမှာလူတွေယောဂာရနေတာဘာကြောင့်ရလဲအများဆုံးအပြင်တော့အစာကြောင့်ယောဂာရနေကြတယ်ပေါ့နော်ဒီနေ့ခင်မှာဆိုရင်ဘာကြောင့်လူတွေယောဂာရကြလဲဆိုတော့အများဆုံးအပြင်တော့အစာကြောင့်ယောဂာရတယ်ပေါ့နော်ဒီတော့ရတာယုံနဲ့ပတ်သက်လာလို့ရှိရင်ခုနက လူတွေကရတာတဏ္ဍာကိုမဖယ်ရှားနိုင်ဘူးပေါ့အဲ့တော့သာသနာကိုကြီးညိုပြီးတော့မှယဟန်ဝင်လာတဲ့အချိန်ကောင်းတဲ့ပုံကိုလည်းပဲရတာတဏ္ဍာကိုမစွန့်ခွာနိုင်လို့ရှိရင်တော့နောက်ဆုံးမှာဒုက္ခရောက်တယ်ပေါ့နော်ဒါကြောင့်မလို့အဲရတာတဏ္ဍာကဒုက္ခကိုရောက်စီတယ်ပေါ့စားတဲ့အခါမှာပါဇက်ပေါက်ကစားလိုက်ကြတာစားထားတဲ့အစာလေးပြန်ထွက်တဲ့အခါကျတော့ ကိုပေါ့ဒရာကပြန်ထွက်တဲ့မျက်စိကနေမျက်ခြေနားကနေနှာပါးကြီးနှာခေါင်းကထွက်တဲ့နှာခြေကိုပေါ့ဒရာကပြန်ထွက်တဲ့ပေါ်တပေါက်တည်းကစားတာနော်ဝင်သွားတော့ကတပေါက်ထည့်ပြန်ထွက်တော့ကိုပေါ့ဆိုတော့ဒါဟာညွန်စရာလေးပဲဆိုပြီးတော့မှအတိတ်ပဲကိုစင်ချင်းစဉ်းစားခိုင်းနေပေါ့နောက်တစ်ခုကတော့လူတွေကစားစားတဲ့ကောင်မှတပင်းဝိုင်းနဲ့အတိုင်းဝိုင်းနဲ့စားတယ်ပေါ့နော်ဒါမဲ့ဆွနယ်ကကြတော့ပုံရှုပ်ပဲရှုပ်တရားအုပ်တဲ့ပြင်းဆွရတယ်ပေါ့အဲ့တော့အစာအာဟာရတွေကကောင်းဖြစ်တာဟုတ်ရဲ့လားဆိုတော့ မဟုတ်ဘူးပေါ့ဒါကြောင့်လည်းဒါကိုဆင်ခြင်ပြီးမှစဉ်းစားပါတဲ့စားတော့ကတော့ကောင်းလိုက်တာကောင်းလိုက်တာပေါ့စားတဲ့အစာတွေကချိန်တန်လို့ပြန်ထွက်တဲ့အခါကျနှခမ်းပိန်ပြီးဆွညာတယ်ကိုယ်နဲ့ကိုယ်တော့မခံနိုင်ဘူးတဲ့သူများဆိုလည်းဝေလာဝေးပေါ့နော်ဒီလိုပြောတယ်တဲ့အဲ့တော့ဘယ်တော့ပဲကောင်းတဲ့စားစားပဲဖြစ်ဖြစ်ရတာရှိတယ်ဆိုတာရှာပေါ်မှာပဲရတာရှိတာမျိုးချပြီးရတာမှရတာမရှိတော့ဘူးသို့တော့ရှာပေါ်မှာရှိနေတဲ့အချိန်ကလေး1မိနစ်တည်းပိုပါမှာဆိုမပိုဘူး တဲ့ရာစားလိုက်တသက်အလုံးဒုက္ခရောက်သွားရောဒီရတာနနာကိုမပင်နိုင်လို့အကုသို့လုံးမိလို့ရှိရင်လည်းတတန်နေရာအလုံးဒုက္ခရောက်သွားပြီယောဂဖြစ်တာလေဒီတဘောကပဲဒုက္ခရောက်မှာအကုသို့အမှုဖြစ်မယ်ဆိုရင်တော့တန်တရားတစ်ခုလုံးမှာဒုက္ခရောက်ရမယ်အဲ့တော့ဒီတဘောတွေကိုဆင်ခြင်ပြီးစဉ်းစားဖို့လိုအပ်တယ်ပေါ့အဲ့တော့ ကျဲမဖြစ်ဖြစ်လူဖုံကြီးမဖြစ်ဖြစ်ဒီအစာအာဟာရကိုစားတယ်ဆိုတာခန္ဓာကိုတည်တံ့ဖို့စားတာသာဖြစ်တယ်။ကောင်းလို့စားတာမဟုတ်ရဘူး၊ကြိုက်လို့စားတာမဟုတ်ရဘူး။ကောင်းမှစားမယ်၊ကြိုက်မှစားမယ်ဆိုရင်ရည်ရွယ်ချက်တွေမထားပဲနဲ့။ဒါတွေပဋိကူလာတင်ညာကိုနှလုံးထားပြီးတော့မှရတ္တာတနာကိုဖယ်ရှားနိုင်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။အကယ်၍ရတ္တာတနာကိုမဖယ်ရှားနိုင်ဘူးဆိုရင်ရတ္တာတနာကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေစုမိလာမယ်ဆိုရင်ဒီဘဝမှာလည်းဒုက္ခ ရောက်နိုင်တယ်တန်တရာမှာလည်းဒုက္ခရောက်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရမြတ်ကရတတနာကိုဖယ်ရှားပြစ်ဖို့ပေါ်ကြဆုံးမတော်မူတာဖြစ်တယ်။နေ့စဉ်နဲ့အများစားတောင်းနေကြရတဲ့အာဟာရတွေပေါ်မှာမတည့်တာဆိုရှောင်နိုင်ရမယ်။ခန္ဓာကိုယ်ကိုကျုံးမပြူတဲ့အစာအာဟာရတွေကိုမစားမိအောင်ရှောင်နိုင်ရမယ်။ဒီအစာအာဟာရပေါ်မှာမှကြိုက်လို့စားတာမျိုးမဖြစ်စေဘဲနဲ့ခန္ဓာကိုယ်နဲ့တင့်လျော်တဲ့အစာအာဟာရကိုစားပြီးတော့အသက်ရှင်လို့ကုသိုလ်တွေများများရအောင်တို့တွေကစူးစမ်းအားထုတ်ကြရမှာလို့ ကိုစီကိုစီနားလည်သဘောပေါက်ပြီးတော့ရတာတနာကိုကယ်ရှားနိုင်ကြပါစေကုန်သည်။တာတုတာတုတာတုဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ရတာတနာတရားတော်ကောင်းတော်ပူဇော်ချက်ကာရတိမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။ပညာစင်မြင့်တထမြေရွေကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေ။တပ်ပါအိစာမိင်္ဂလာကိုရွေကတတိုင်းရပါစေ။နောက်ထပ်လည်းဆရာတော်ကြီးရဲ့တရားတော်များကိုကောက်ကွယ်ပူဇော်ခွင့် ပြုပါဘူးဆိုပါအောင်မယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တာပါ